မင်္ဂလာပါရှင်။ဧပြီလ22ရက်အင်္ဂါနေ့ရက်တိမပွဲရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစားတင်ဆက်ပေးမှာကတော့အမေရိကန်နိုင်ငံနဲ့ဂုံသွေးရေးစာချုပ်ချုပ်ဆိုသောအခြားနိုင်ငံများကိုစန့်ကျင်မယ်လို့တရုတ်အစိုးရတတိပေးတဲ့သတင်းဖြစ်ပါတယ်။တရုတ်အစိုးရကအမေရိကန်နိုင်ငံပေါ်လက်ထုံပြန်မှုဖြင့်အမေရိကန်နိုင်ငံနှင့်ကုန်သွယ်ရေးစာချုပ်ချုပ်ဆိုသောအခြားနိုင်ငံများကိုအခိုင်အမာဆန့်ကျင်သွားမှာဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုလိုက်ကြောင်းသိရပါဗျ။ ဒေါ်နယ်ထရန့်ဦးဆောင်သောအမေရိကန်အစိုးရဟာတရုတ်နိုင်ငံနှင့်အခြားနိုင်ငံများကြားကုန်သွယ်ရေးကိုအကန့်အသတ်ဖြင့်လှုံ့ဆော်ရန်ဖိအားပေးလာခဲ့ပြီးတဲ့နောက်တရုတ်ဘက်ကစီစဉ်လာခြင်းဖြစ်ပါတယ်။တရုတ်အစိုးရဟာအမေရိကန်ရဲ့ကုန်သွယ်ကုန်ကောက်ခံခြင်းကိုလက်တုံပြန်ရန်အတွက်အမေရိကန်မှတင်သွင်းသောကုန်စည်များကိုအခွန်125ရာခိုင်နှုန်းထိကောက်ခံမှဖြစ်ကြောင်းလည်းသိရပါတယ်။တရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမဲ့သဘောတူညီချက်တစ်ခုရယူတဲ့ဘဲအဖွဲ့အစည်းနိုင်ငံကိုမဆိုပြက်ပြက်သားသားဆန့်ကျင်ပါတယ်။ ဒီလိုအခြေအနေမျိုးကြုံလာရရင်တရုတ်ကဘယ်တော့မှလက်ခံမှာမဟုတ်ဘူးအပြန်အလှန်တံပြန်မှုတွေပြပြတသားဆောင်ရွက်မှာဖြစ်တယ်တရုတ်နိုင်ငံဟာကိုပိုင်ခွင့်ရေးနဲ့အကျိုးစီးပွားများကိုကာကွယ်စောင့်ရှောက်ဖို့စိတ်ပိုင်းဖြတ်ထားပြီးဖြစ်တယ်လို့လည်းတရုတ်ဘက်ကသတိပေးတာကြောင့်သိရှိရပါတယ်ရှင်ဆလာတင်ဆမဲတဲ့ငါတော့ဂါဇာမှာအစ္စရေးရဲ့စစ်ရေးလှုပ်ရှားမှုတွေကအရေးကြီးတဲ့အဆင့်ကိုရောက်ရှိနေပြီလို့အစ္စရေးဝန်ကြီးချုပ်ကြေညာတဲ့သတင်းဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသအတွင်းအစ္စရေးရဲ့စစ်ရေးလှုပ်ရှားမှုတွေဟာအရေးကြီးတဲ့အဆင့်ကိုရောက်ရှိသွားပြီလို့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကဝန်ခံပြောဆိုခဲ့ကြောင်းသိရပါဗျ။ဟာမတ်စ်လက်နက်ကိုင်အဖွဲ့ရဲ့တောင်ဆူဇက်တွေကိုလက်ရောတာမျိုးမရှိဘဲဂါဇာကမ်းမြောင်ဒေသမှာကြန့်ရှိနေတဲ့တစားခံတွေအလုံးကိုနေအိမ်ကိုပြန်လည်ခေါ်ဆောင်လာမယ်လို့နေတန်ယာဟုကခရီးပြူပြောဆိုခဲ့ကြောင်းသတင်းများကဖော်ပြထားပါတယ်။ နေတရာဟုကကျွန်တော်တို့ရဲ့စီရေလှူရှောင်မှုတွေကအရေးကြီးတဲ့အစဉ်ကိုရောက်ရှိနေပါပြီ။ဒီအချိန်မှာအနိုင်ရရှိဖို့အတွက်ဆက်ရှိသီးခံမှုနဲ့စိတ်ပိုင်းဖြတ်မှုတွေကိုကျွန်တော်တို့လိုအပ်ပါတယ်လို့ပြောခဲ့ကြောင်းလည်းသတင်းများကဖော်ပြထားပါရဲ့ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့အမေရိကန်ရုရှားသဘောတူညီချက် လာမယ့်ရက်သတ္တပတ်အတွင်းရရှိရန်ထရန့်မျှော်လင့်ထားတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရန့်ကယူကရိန်းပဏိပခါကိုဖြည့်ရှင်နိုင်ဖို့အမေရိကန်ပြည်ထောင်စုနဲ့ရုရှားနိုင်ငံတို့ကြားသဘောတူညီချက်တရက်ကိုလာမယ့်ရက်သတ္တပတ်အတွင်းမှာပဲအောင်မြင်စွာရရှိနိုင်ဖို့သူ့အနေနဲ့မျှော်လင့်ထားတယ်လို့ April 20ရက်မှာပြောကြားခဲ့ကြောင်းသိရပါတယ်။ထရန့်ကဒီဘက်ထဲမှာတော့ရုရှားရောယူကရိန်းမှာငြိမ်းချမ်းရေးသဘောတူညီချက်ကိုလှုပ်ချမယ်လို့ကျွန်တော်အနေနဲ့ကြီးကြီးမားမားမျှော်လင့်မိတယ်။ နှစ်နိုင်ငံစလုံးကအမေရိကန်နဲ့အတူဒီကြီးမားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းတွေအတွက်စတင်ဆောင်ရွက်ကြလိမ့်မယ်လို့သူ့ရဲ့လူမှုကွန်ရက်မှာရှင်းသားခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။နောက်ဆုံးနဲ့ဆက်မဲ့သတင်းကတော့ပုံရဟန်းမင်းကြီး Francis ကွယ်လွန်တဲ့သတင်းဖြစ်ပါတယ်။ပေါ်ရဟမင်းကြီး Francis ဟာ April 22ရက်မနက်ပိုင်း9:35မိနစ်မှာရောမာမြို့ကဘာတီကန်နန်းတော်မှာကွယ်လွန်သွားပြီးဖြစ်ကြောင်းသိရပါဗျ။ အသက်88နှစ်အရွယ်ယဟန်မင်းကြီးဟာပြီးခဲ့တဲ့လပိုင်းကဆေးရုံတက်ကူတာမိုခံယူခဲ့ပြီးနောက်ဗာတီကန်နန်းတော်မှာပဲနှစ်လလောက်နှစ်နာနေနေနေဖို့ဆရာဝန်တွေက အကြံပြုခဲ့တဲ့နောက်ကွယ်လွန်သွားတာဖြစ်ပါတယ်။ပုံယဟန်မင်းကြီးဖရန်စစ်ဟာကက်သလစ်သာသနာခေါင်းဆောင်အဖြစ်တာဝန်ယူရာ12နှစ်ထဲဝင်လာပြီးဖြစ်ပါတယ်။ ယဟန်မင်းကြီးဟာအသက်22နှစ်အရွယ်မှာအဆုတ်ရဲ့အစိပ်ပိုင်းအချို့ကိုဖယ်ရှားကူတာခဲ့တာကြောင့်ကူးစက်ရောဂါအတန်ကိုခံစားရမှုဖြစ်စေခဲ့တယ်လို့ဆရာဝန်တွေကကောက်ချက်ချထားကြောင်းလည်းသိရပါပါတယ်ရှင်။ကျွန်တော်ရှင်ကုံမီဒီယာကနေအရှိလေပိုင်းဒေတာအစ်စရီနဲ့ဟာမက်စတရတိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားပြဿနာများကိုအစင်းနဲ့တပြင်းသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။